ားလုံးပဲမင်္ဂလာပါခင်ဗျာလက်ဝါပြင်ပေါ်ကဒီပေါက်ကန်နဲ့ငွေကြေးချမ်းသာမှုအမှတ်အသား၄မျိုးအကြောင်းကိုမျှဝေတင်ဆက်ပေးပါမယ်နံပါတ်၁အမှတ်အသားကတော့ဦးကောင်းလန်းချောင်းနဲ့ကန်လန်းချောင်းစုံရာကတွီးကံပဲဖြစ်ပါတယ်ဦးကောင်းလန်းချောင်းနဲ့ကန်လန်းချောင်းစုံတဲ့နေရာမှာတွီးကံသင်္ကေတဖြစ်ပေါ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာငွေဝင်တဲ့နေရာမှာအခက်အခဲမရှိတတ်ပါဘူးလောက်ကင်သမျှလုပ်ငန်းတိုင်းမှာလည်းကြာရှုံးမှုနည်းတတ်ပါတယ်မိမိရဲ့အလုတ်ကင်ကနေလဲငွေဝင်ကောင်းပြီးအလုတ်လုတ်ကင်တဲ့နေရာဒီမှာလဲအတက်ပညာအလုတ် professional အလုပ်တွေကိုပဲလုပ်ကံရတက်ပါတယ်။ပြင်ပန်းရတဲ့အလုပ်တွေကိုတိတ်မလုပ်ကံရတက်ပါဘူး။လုပ်ငန်းလုပ်ကံတဲ့နေရာမှာလည်းဝင်ငွေအများဆုံးရရှိတဲ့အလုပ်တွေကိုပဲလုပ်ကံရတက်ပါတယ်။အဲ့ဒီ ட் ရီကံပုံကထင်ရှားလေလေဝင်ငွေရရှိမှု ချမ်းသာမှုပိုကောင်းလေလေဖြစ်ပြီးလူလက်ပံအရွယ်ကနေစပြီးချမ်းသာမှုကိုရရှိတက်ပါတယ်။နံပါတ်2ကတော့ဥကောင်းလန်းကြောင်းနဲ့အသက်လန်းကြောင်းနှစ်ခုစုံရာထိပ်ပိုင်းမှာ ட் ရီကံပုံပြပေါ်နေခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်လက္ခဏာရှင်ကထီပေါဖို့ကံကိုအများဆုံးပိုင်ဆိုင်ထားသူဖြစ်ပါတယ် ဘဝမှာတစ်ကြိမ်တစ်ခါတော့ငွေကြေးချမ်းသာမှုကိုပိုင်ဆိုင်ရတဲ့သူဖြစ်မှာပါဒီနေရာမှာတွီးကံပုံဆိုတာကတော့တွီးကံပုံတီးတီးကြကြဖြစ်ပေါ်နေခြင်းကိုပဲဆိုလိုပါတယ်ထင်အောင်ထင်မှားတွီးကံတွေဟိုဖြတ်ဒီဖြတ်တွီးကံတွေကတော့ဒီထဲမှာမပါပါဘူးပုံမှာပြထားသလိုမျိုးဒီလိုတီးတီးကြကြတွီးကံပုံပေါ်နေမယ်ဆိုရင်တော့ရုတ်တရက်ငွေရရှိတတ်ခြင်းအမွေရရှိတတ်ခြင်းဒီပေါက်ခြင်းတွေဖြစ်ပေါ်တတ်ပါတယ်နံပါတ်3ကတော့လက်တံအောင်ဘုဒ္ဓဂျူခုံအောက်ကမြင်းမတ်တကြောင်ပဲဖြစ်ပါတယ် ဒီမြင့်မတ်တကြောင်ဟာလည်းတင်တင်ရှားရှားပါရှိနေရပါမယ်ဒီလိုဖြစ်ပေါ်နေမှဆိုရင်လက္ခဏာရှင်ဟာဒီပေါက်ကံပါလာသလိုပဲမမျောလင့်မဲ့ငွေကြေးချမ်းသာမှုများရတတ်ခြင်းတန်တရားရဲ့ထောက်ပံ့မှုကြောင့်ချမ်းသာကြွယ်ဝမှုတွေရရှိတတ်ပါတယ်ဒီလိုတင်တင်ရှားရှားပါရှိလာခဲ့မှဆိုရင်လက္ခဏာရှင်ဟာဒီပေါက်ကံပါလာသလိုပဲမမျောလင့်မဲ့ငွေကြေးချမ်းသာမှုများရတတ်သလိုကံတရားရဲ့ထောက်ပံ့မှုကြောင့်လည်းချမ်းသာကြွယ်ဝမှုကိုရရှိစေတတ်ပါတယ် ဒါပေမဲ့အဲ့ဒီလမ်းကြောင်းလေးဟာအပြတ်တောက်တွေပြည့်နေမှဆိုရင်တော့လက္ခဏာရှင်ဟာငွေကြေးချမ်းသာမှုရခိုင်လည်းမမြဲတတ်ပါဘူး။တနီးနီးနဲ့မိမိရဲ့ပိုင်ဆိုင်မှုတွေဟာကုံဆုံးသွားတတ်ပါလေ။မတမာတဲ့သူတွေနဲ့တွေးဆုံပြီးတော့လည်းငွေကြေးဆုံရှုံချင်းတွေနဲ့ကြုံတွေ့ရတတ်ပါလေ။နံပါတ်၄မှတ်သားကတော့လက်ရအောင်တနင်းကုန်ကြီးဂျူခုံကကျဲပုံကလေးပဲဖြစ်ပါလေ။ဒီလိုကျဲပုံကလေးပါလာခဲ့မှဆိုရင်လက္ခဏာရှင်ဟာနိုင်ငံကြော်ပြီးလူသိများထင်ပေါ်ကြော်ကြားတဲ့အသည့်ဖြစ်လာနိုင်ပါလေ။အထူးသဖြင့်အမှုပညာလုပ်ငန်းတွေနဲ့အောင်မြင်တတ်ပါလေ။ ရာဟီတာလုပ်ငန်းတွေအများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာလည်းအောင်မြင်တတ်ပြီးနေရာရတတ်ပါတယ်။ရောက်တဲ့နေရာမှာတင်ပေါ်ကြော်ကြားပြီးလူသိများတတ်ပါတယ်။ကျေပုံဟာကောင်းရင်ကောင်းသလိုအောင်မြင်မှုရရှိတတ်ပါတယ်။အတွေးခေါ်နဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းတင်ပေါ်ကြော်ကြားတတ်ပါတယ်။အမှုပညာအတတ်ပညာအလုပ်တွေနဲ့လည်းအောင်မြင်မှုရရှိပြီးချမ်းသာမှုရရှိတဲ့အမတ်သားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။လောက်ဝပြေမော်ကဒီပေါက်ကန်နဲ့ငွေကြေးချမ်းသာမှုအမတ်သား၄မျိုးအကြောင်းကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်။ မိတ်ဆွေတို့ရဲ့လက်မှာပါလာခြင်းနဲ့တိုက်ဆိုင်စစ်ဆေးကြကြပါနောက်တစ်မျိုးဝိပမလက္ခဏာဘူဒ္ဓကတော့သုံးမကုတ်တဲ့အောင်ကြီးလမ်းကြောင်းဖွဲ့စည်းမှုပဲဖြစ်ပါတယ်အောင်ကြီးလမ်းကြောင်းဘေးမှာပုံမှန်ပြထားတဲ့အတိုင်းလမ်းကြောင်းတူလေးပြန်ရည်ခဲ့မယ်ဆိုရင်အလုံနှမျိုးသုံးမျိုးကိုစိတ်ဝင်စားလောက်ကင်ပြီးရေရအောင်မြင်မှုမရနိုင်တဲ့လမ်းကြောင်းဆိုပြီးပြောနေကြတာတွေ့ရပါတယ်တကယ်ကတော့အောင်ကြီးလမ်းကြောင်းအရှိနှကြောင်းကနေ၃ကြောင်းပြိုင်နေပြီးတိတိတတ်တာထင်ရှားနေမှာပဲဒီလိုရလက်ဖြစ်မှာပါပုံမှန်ပြထားသလိုမျိုးတေးသေးတူတူလမ်းလေးတွေဆိုရင်တော့ မူလအောင်မြေလမ်းကြောင်းဘေးမှာရှိနေတဲ့အတွက်ကြောင့်ဘဝမှာကိုပါလုံးလုံးထင်ရှားကြော်ကြားမှုအပြင်ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းကနေကိုမမျော်လင့်တဲ့အခွင့်အလမ်းတိုးတက်မှုတွေအောင်မြင်မှုတွေကိုအကြိမ်ကြိမ်ရရှိစေပါတယ်။အဲဒီလိုရရှိစေပြီးတော့ငွေကြေးမြောက်များစွာကိုလည်းမကြာခဏမမျော်လင့်မနဲ့ရရှိစေတတ်တဲ့သဘောဖြစ်ပါတယ်။အနုပညာရှင်တွေလက်မှာပါဝင်ခဲ့မှဆိုရင်သူတို့ရဲ့အနုပညာလှုပ်ရှားမှုတခြင်းရုပ်ရှင် စာပေဟာမကြာခဏလူမှုကြားတဲ့ကြော်ကြားတက်ပြီး ကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေဆိုရင်လည်းကိုထုတ်လုပ်လိုက်တဲ့ပစ္စည်းကိုဝန်ဆောင်မှုပေးလိုက်တဲ့အရာဟာအချိန်တိုလေးတွင်းမှာရောင်းကုန်သွားတတ်ပါတယ်။ဈေးတက်တွေဆိုရင်လည်းလက်မလဲအောင်ရောင်းချဈေးပါတယ်။ကံကြိုးပေးကောင်းတဲ့လက္ခဏာတွေဖြစ်ပါတယ်။တစ်ခုရှိတာကတော့ဒီလမ်းကြောင်းတူကလေးတွေကပေါ်ရင်နနစ်၃နစ်ဆက်တိုက်အားကောင်းစွာပေါ်တက်ပြီးတော့ပြန်လည်ပျောက်ကွယ်သွားတတ်ပါတယ်။ဒါကမပျောက်မကွယ်အင်အားအမြဲရှိနေအောင်စိတ်ကိုအမြဲဖြူစင်အောင်ထားပြီးတမထဝိပဿနာကုသိုလ်တွေကိုနေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။ စိန်တုံးမတ်သားဟာပုံမှန်ပြထားသလိုမျိုးလက်ကလေးအောက်မှာပါလာခဲ့မယ်ဆိုရင်လက္ခဏာရှင်ရဲ့ဘဝမှာကံထောက်ပံ့ကောင်းပါလိမ့်မယ်။ကံရဲ့အကူအညီကိုကောင်းကောင်းရမယ်။ဒါပေမဲ့သူဟာဘယ်လို့ကိုမဆိုးအောင်မြင်ဖို့အတွက်တော့စွန့်စွန့်စားစားလှုပ်ပေးရပါလိမ့်မယ်။ဒါမှပဲသူကအဆင်ပြေအောင်မြင်နိုင်မှာဖြစ်ပါတယ်။ရဲရဲရဲချင်းနဲ့လှုပ်ဆောင်တင့်တယ်ဆိုတာကိုဒီစိန်တုံးကပြပေးနေပါတယ်။ငွေကြေးအဆင်ပြေမှုနဲ့ချမ်းသာမှုအပိုင်းမှာတော့သူကအသင့်အင့်အဆင်ထိတော့ရရှိပါလိမ့်မယ်။ ။တနည်းအားဖြင့်စိန်နှုံးမှသာတင်းရက်လက်မှာပါလာခဲ့မယ်ဆိုရင်တင်းရက်လက်ရှိအနေထားကနေစံတာမှုအထိကိုတိတိတတ်တာရရှိနိုင်မယ်ဆိုတာကိုပြပေးနေပါတယ်။နောက်တစ်ခုကတော့လက်တကြွယ်အောက်ကတန်လျက်ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာလက်တကြွယ်အောက်မှာတန်လျက်အမှတ်သာပါနေပါတယ်။လက်တကြွယ်အောက်မှာတန်လျက်အမှတ်သာပါလာခဲ့မယ်ဆိုရင်စီဝါတိုးတက်မယ်၊အောင်မြင်မှုရမယ်၊နေရာကောင်းရမယ်၊အဆင်ပြေမှုတွေရမယ်။လက်တကြွယ်အောက်မှာတန်လျက်အမှတ်သာပါလာခဲ့မယ်ဆိုရင်ဒိုးသူကဘုံကန့်ကြီးမာတဲ့သူဖြစ်ပါတယ်။ ဘဝမှာအောင်မြင်ဖို့ရဖို့အတွက်ကံကသူ့ဘက်ကိုလိုလိုပါနေပါလိမ့်မယ်။သူကလည်းအောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ကိုလိုလိုလားလားရဲရဲရဲချင်းလှုပ်ဆောင်တတ်သူဖြစ်မယ်။ဝန်ထမ်းယာတုလုပ်မယ်ဆိုရင်လည်းယာတုမြင့်ပါမယ်။စီးပွားရေးလုပ်မယ်ဆိုရင်လည်းငွေဝင်မယ်၊ကံကောင်းမယ်၊အောင်မြင်မှုရမယ်။ဒီတန်လျက်မှသာပါလာခဲ့မယ်ဆိုရင်လက်ရှိမိမိရဲ့အနေထားကနေပုံမတိတာတဲ့အဆင်ပြေမှုကိုရရှိပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့ရုပ်ရည်တည်ဆုံးတတ်ခြင်းမှသာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လောက်အပြင်ကိုကြည့်ပါ။ သူရဲ့လက်ဝါးပြင်ရဲ့အသက်လမ်းကြောင်းတစ်နေရာမှာကျဲပုံသဏ္ဍာန်တည်ရှိနေပါတယ်။ဒီလိုကျဲပုံသဏ္ဍာန်တည်ရှိနေခဲ့မယ်ဆိုရင်သူဟာအဲ့ဒီအသက်ပိုင်းမှာယောဂဝေဒနာတစ်ခုခုကြောင့်ရုတ်တရက်ရောင်တခင်တည်ဆုံတတ်ပါတယ်။ပုံမှာပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာစနေကျူခုအနားကနေထွက်လာတဲ့မြင်းလန်းတစ်ကြောင်းဟာကြာသာပြီးကျူခုကိုဥတီနေပါတယ်။ဒါဆိုရင်ဒီပုဂ္ဂိုလ်ဟာနာမည်ကုန်တဲ့တီးတီးတတ်တာကြော်ကြားလိမ့်မယ်။ နာမည်ရပြီးအောင်မြင်လာမယ့်လူဖြစ်တတ်ပါတယ်ထူးထူးခြားခြားအောင်မြင်အစဉ်ပြေနိုင်မယ့်လူဖြစ်ပါတယ်ကိုယ့်ရဲ့ပညာဉာဏ်ကိုလည်းလူအများကသိမြင်လိုက်မယ်ကိုယ်ရည်ရွယ်ထားတာတွေကိုလည်းအကောင့်ထည့်ပေါ်ရတတ်ပါတယ်သူ့ကိုလည်းကူညီပံ့ပိုးပေးမယ့်လူတွေရှိတတ်ပါတယ်ကူညီပံ့ပိုးပေးနိုင်မယ့်သူတွေကိုလည်းရရှိနိုင်ပါတယ်သူဟာအတိုင်းအတာတစ်ခုထိအောင်အောင်မြင်တတ်ပါတယ်မိတ်ဆွေပေါင်းသင်းတွေအကျွေးရံတွေတပြည့်တပန်းတွေလည်းပေါ်များတတ်ပါတယ်ဝေကြီးကံလည်းကောင်းစီတတ်တဲ့အစဉ်ပြေစီတတ်ပါတယ် ဒီအမတ်သားဟာငငယ်တဲကပါတဲ့သူဆိုရင်ဟိုကောင်းတဲ့အထောက်ပံ့နေအထောက်ကူတွေရရှိစေတတ်ပါတယ်။ကောင်းမွန်တဲ့အဆောက်အအုံကောင်းနေလဲရရှိတတ်ပါတယ်။နောက်တစ်ခုကတော့လက်ဝါးပြင်အလင်မှာကြက်ချီကန်တစ်ခုပါရှိတဲ့သူအကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။သူရဲ့လက်ဝါးပြင်အလယ်ကအင်္ဂါလွင်ပြင်မှာကြက်ချီကန်တစ်ခုပါရှိနေပါတယ်။နှလုံးလန်းနဲ့ညာလန်းကြောင်းကြားမှာဖြစ်ပါတယ်။ဒီလိုကြက်ချီကန်တစ်ခုပါရှိမဲ့ဆိုရင်ဒီလိုပါတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာဆုံးဖြတ်ချက်အမားတွေကိုတစ်ခါမကလှုပ်ဆောင်တတ်ကြပါတယ်။ တို့ရဲ့ဆုံးဖြတ်ချက်တွေစဉ်းစားမှုတွေကအမားတွေများတတ်ပါတယ်။ဘဝမှာငွေကြေးဆုံးရှုံးရတာမျိုးတွေလူလိန်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။ BND ရဲ့ဒီဥပတ်တွေ accident တွေတစ်ခါမကဖြစ်တည်တတ်ပါတယ်။အကောင်ဘက်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒီလိုအညံ့တွေကြုံတဲ့အခါမှာလက္ခဏာရှင်အနေနဲ့ကာကွယ်မှုရပါလိမ့်မယ်။ဒီအခက်အခဲအနောက်ချက်တွေကိုလည်းကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ဘဝမှာစိတ်ခံစားချက်တွေမများဖို့တော့တတိပြုရပါလိမ့်မယ်။ဒါမှပဲသူ့ရဲ့ဘဝဟာရှေ့ဆက်အဆင်ပြေလာနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ခྱི་သွားလမ်းကြောင်းဟာကျဲအမတ်သားနဲ့စုံသက်နေခြင်းပဲဖြစ်ပါတယ်။ခྱི་သွားလမ်းကြောင်းပေါ်မှာကျဲပုံတရံအမတ်သားနဲ့အစုံသက်နေမယ်ဆိုရင်ဒူသူဟာနိုင်ငံရက်ချားမှာတည်ဆုံးရတတ်ပါတယ်။ဒါမှမဟုတ်ရင်လည်းနိုင်ငံခြားသွားရင်းနဲ့ BND ရဲ့တွေးပြီးအသက်ဆုံးရှုံးရတတ်ပါတယ်။ဒီနေ့လက္ခဏာဘူတ္တလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာတုဒ္ဒတူပါနိုင်ကြပါစေ။